အားလုံးပဲမင်္ဂလာပါအခုကျွန်တော်တို့တော်တော်များများ Facebook ကောက်ဖွင့်ထားပြီး Facebook ကောက်ကအရင်ကြာတော့ပြီး password ကိုမှတ်လို့မရဘူး password ပြန်ပြန်ပြီးရှင်းချင်တယ်အဲ့ဒီ Facebook ကောက်ကို ပြန်လိုချင်တဲ့သူတွေအတွက်ကိုကျွန်တော် password password လုံးဝမိတ်သွားတယ် password လုံးဝမမှတ်မိဘူးဆိုတဲ့သူတွေအတွက် password အသစ်ပြင်ရှင်းနေကိုကျွန်တော်အလာရောက်ပြီးပြောပြပေးတော့မှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ပထမအုပ်ဆုံးကိုယ့်ရဲ့ Facebook ကောက်ကိုဝင်လဲပါမယ်နော် okay ဒါဆိုကျွန်တော်တို့ကိုယ့်ရဲ့ Facebook ကောက်ကိုဝင်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့အပေါ်မှာနော် ကျွန်တော်တို့ဒီအပေါ်မှာ profile ပေါ့နော်ကိုယ့်ရဲ့ဒီ profile ဒီမှာပေါ့နော်ဒါကျွန်တော်တို့မြင်ကြောင်းသုံးစုံနဲ့ဒီအားလေးကိုကျွန်တော်တို့နှိပ်နှိပ်ထားပြီဆိုတော့ဒီနေရာမှာကျွန်တော်တို့အောက်မှာ setting ဆိုတာရှိမယ်အောက်မှာပေါ့နော်ဒီ setting ပေါ့ sorry နော်ဖြင်းအဲဒီ setting ပေါ့နော်ဒီ setting ကိုနှိပ်ရမယ်ဒီ setting ကိုနှိပ်လိုက်ပြီဆိုတော့ねကျွန်တော်တို့ကဒီဒီနေရာမှာပေါ့နော်အဲဒီနေရာမှာကျွန်တော်တို့ဒီမှာ change ဆိုတာရှိပေါ့ဒီ password under ဆိုတာရှိမယ်အဲ့ဒီရာကိုကျွန်တော်တို့တစ်ချက်နှိမ့်မယ်ဒီလိုမျိုးတစ်ချက်နှိမ့်လိုက်ပြီဆိုတော့ねကျွန်တော်တို့ဒီအောက်မှာနောက်ထပ်ပွာလာမယ်ဒီမှာပေါ့နော်အဲဒီဒီနေရာပေါ့ဒါကျွန်တော်တို့ password ဒီနေရာကိုတစ်ချက်ထိုင်နေရမှာပြင်ပါတယ်။ Okay ဒီလိုမျိုးနှိမ့်လိုက်ပြီဆိုတော့ねကျွန်တော်ဒီလိုမျိုးပုံစံတစ်ခါပွာလာပြီဆိုလို့ရှိရင်ဒီမှာ chain password ဆိုတာပွာလာမယ်။ဒီ chain password ဆိုတာကိုကျွန်တော်တို့နှိမ့်ရမှာဖြစ်ပါတယ်။ဒီ chain password ကိုနှိမ့်လိုက်ပြီဆိုတော့ねပြီးကျွန်တော်တို့ရဲ့ဒီ privacy ကိုကျွန်တော်တို့ဒါနှိမ့်ရမှာဖြစ်ပါတယ်။ ဒါကြောင့်ကျွန်တော်တို့က Facebook account ကိုကျွန်တော်တို့ကနှိပ်လိုက်ပြီဆိုတော့ねဒီနေရာမှာတကယ်လို့မိမိမှာကိုမှာ password အတိတ် password ရှိသေးတယ်ဆိုလို့ရှိရင် ကိုရဲ့ password ကိုရှိမဲ့ password ဒါအတိတ်ကိုနှစ်ခုဒီနေရာမှာရေးရမှာဖြစ်တယ်။ဒီဒီနေရာကျတော့ကိုရဲ့ password အဟောင်းကိုပြန်ရေးရမှာဖြစ်ပါတယ်။ဒါတော့တကယ်လို့မိမိမှာ Facebook password လေးလုံးဝမေ့သွားပြီးဘာမှရှာလို့မရတော့ဘူးမမှတ်မိဘူးဆိုလို့ရှိရင်ကျွန်တော်တို့က password အတိတ်ပြန်ရှိဖို့အတွက်ဆိုရင်ဒီမှာအောက်မှာပေါ့နော်။အဲဒီနေရာကိုကျွန်တော်ပြထားတယ်နော်။ ကျွန်တော်အနေအောင်လေးပြပြထားတယ်ပါဆိုတော့ဒီနေရာကိုကျွန်တော်တို့ကနှဲ့ရမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ဒီနေရာကိုနှဲ့လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီလိုအာโอเคခဏစားအာဒီလိုမျိုးပုံစံပွာလာပြီဆိုလို့ရှိရင်ဒီလိုမိ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 ကကိုဖုန်းနဲ့ဘန်နဲ့ဖွင့်ရတယ်ဖုန်းနဲ့ဘန်မှတ်လို့ရတယ်ဆိုလို့ရှိရင်ဖုန်းနဲ့ဘန်နဲ့နေရာကိုနှဲ့လိုက်ရတယ်တကယ်လို့ website နဲ့ရှိထားတယ်ဆိုလို့ရှိရင် website နဲ့ကိုအဲရှိလို့ရတယ်ဒီမှာပေါ့နော်သူ့နေရာနဲ့သူရှိမယ် เนาะโอเคဒါကျွန်တော်တို့ကဒီကိုယ့်ရေးဖုန်းထဲမှာ message ကြတာကိုပဲလိုချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီကိုယ့်ရေးဖုန်းထဲမှာ message ကြတာကိုလို့ဖို့တော့ဆွေးဒီမှာပေါ့เนาะဒီနေရာကိုနှိပ်ရမှာဖြစ်ပါတယ်เนาะအမှအသေးချပြပေးမယ်ဒီနေရာကိုနှိပ်ရမှာဖြစ်ပါတယ်โอเคဒါဆိုကျွန်တော်တို့ကဒီနေရာကိုအမှတ်လေးချက်လိုက်ပြီဆိုတော့ねအောက်မှာ contact ဆိုတာကိုနှိပ်ရမှာဖြစ်ပါတယ်နော်โอเคအဲဒီနေရာကိုနှိပ်လိုက်ပြီဆိုတော့ကျွန်တော်တို့ဒီမှာကိုရေးဒီကုန်းနဲ့ပဲကြာမှာပေါ့နော်အဲတကယ် တချို့တော့သူတွေဆိုဒီလိုမျိုးအပေါ်ဟာစားတဲ့နေလုံးမပေါ်တော့ဘောနော်အပေါ်ဟာစားတဲ့နေလုံးမပေါ်ဘူးဒီဒီမှာကောက်ချောင်းလုံးကြာလာမယ်ကောက်ချောင်းလုံးကကိုရီဂျီမင်းအကောင့်မှာကြာမှာဖြစ်တယ်ကိုရီဂျီမင်းအကောင့်မှာကြာမယ်ဆိုရင်ကိုရီဂျီမင်းထဲမှာဝင်လဲပြီဆိုရင်အဲ့ဒီကုန်းနဲ့ပဲကြာလာပြီဆိုတော့ねကျွန်တော်တို့ကဒီနေရာမှာအဲ့ဒီကောက်ကိုရိုက်ထည့်လိုက်ပြီဒီမှာကုန်းနဲ့ပဲเนาะလာမယ်အဲ့ဒီကောင်းတဲ့ဘက်ကကျွန်တော်တို့ဘယ်နေရာမှာတော်ယူရမှာလဲဆိုတော့ဒီကိုရေး GM ထဲမှာပေါ့နော် IMT software ထဲမှာဒီမှာ ဒီနေရာမှာပေါ့နော်ကျွန်တော်ဒီဒီဒီ software ထဲမှာကျွန်တော်တို့ကို အရင်ဆုံးတော့ကိုပြောင်းထားရမယ်ပေါ့နော်အရင်ဆုံးတော့အကိုကပြောင်းထားရမယ်ပေါ့နော်အဲအဲ့ဒီအဲ့ဒီ gmin ကောက်ကိုကျွန်တော်တို့ပြောင်းထားရမှာဖြစ်တယ် เนาะဟိုကျွန်တော်တို့ဒီမှာအဲကျွန်တော်တို့ပြောင်းထားတာမပြောင်းထားလာမသိဘူးကျွန်တော်မပြောင်းထားသေးဘူးဆိုတော့အပေါ်မှာဒီမှာကိုယ့်ဂျီမီကိုနှိုက်လိုက်ပြီဆိုတော့ကိုဖွင့်ထားတဲ့ favor ကောက်ကိုကိုကဂျီမီကောက်ကိုကိုပြန်ပြောင်းလိုက်ရမယ်ဒါဆိုရင် password 6လုံးကိုကျွန်တော်တို့ကဒီနေရာမှာရိုက်ထည့်ပြီဆိုတော့ပြီးရင်ကိုရေးဗာလဲ password ကိုရေး favor password ကိုကျွန်တော်တို့ကကိုကြိုက်တယ်လို့မျိုးတေချာရေးနိုင်ပါတယ်တေချာမှတ်ထားနိုင်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့လုံးဝ favor ကောက် ပါဆောပျောက်သွားတဲ့သူတွေအတွက်လုံးဝမေးလို့မရတဲ့သူတွေအတွက်ကိုကျွန်တော်လာရောက်ပြီးပြောပြပေးတာဖြစ်ပါတယ်ခင်ဗျာအားလုံးအဆင်ပြေကြပါတယ်ခင်ဗျာ